ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ယာယီစစ်ပေးရှောင်းစခန်းတွေမှာလူတွေပြည့်နေပြီးအဆောက်အုံစောက်ဖို့နဲ့စားနပ်ရိက္ခာတွေကူညီဖို့လိုအပ်နေပါတယ်ခွန်စုံပေးပို့ထားပါတယ်ရှင်ရှမ်းကယားနယ်စပ်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြဲမြို့နယ်ဖေခုံရင်ရှိဘက်ကမ်းမှာထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားတကြောပြန်တိုက်ပွဲတွေဖြစ်နေတာ6လလေးရှိပြီဖြစ်ပါတယ်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးတင်းရှောင်နေရလို့ဥယီထတ်တိုးလာပြီးယာယီစစ်ဘေးရှောင်စကန်းတွေမှာလူတွေပြည့်နေတာကြောင့်အဆောက်အဦစောက်ဖို့တစ်ဝါမိုးကနဲ့စားနပ်ရိက္ခာတွေကူညီဖို့လိုအပ်နေတာပါတို့ရှိပဲအဲမှာရှိတဲ့လူတွေတော်တော်များများဒုက္ခရောက်နေတာဘယ်ပေါ်ဆိုနေရတော့လေအဲ့လိုလက်ကြီးတွေတုံးကြအခုမှလာလူတွေအများကြီးပြီးတော့ကဲ့နေမှာလေလူတွေမဆန်းတဲ့ခါကြတော့မှအဓိကတို့တို့လိုအပ်တာတစ်ဖိုးဝါဖိုးလို့နေရပြီးတော့မိုးကဖိုးရပြီးတော့ဒီအစားတောက်တက်လေဆန့်စီအဓိကပဲစစ်တကအာနာသိန်းနဲ့လင်းနစ်ကျော်ကာလအတွင်းရှန်ကီးယားနယ်စပ်မှာဖြစ်ပွားနေတဲ့ခုခံတ ွန်းလှန်စစ်ပွဲတွေကြောင့်တိုက်ပွဲဧရိယာတွင်းမှာကြောက်ရောက်နေတဲ့ကြေးရွာတွေကပြည်သူတွေဟာစစ်ပေးတိတ်ဆောင်နေတာဆိုရင်နှိမ့်နေချီပြီးကြာမြင့်နေတာတွေလည်းရှိပါသေးတယ်။အခုမိုးရင်းကာလအတွင်းနှစ်ရှည်စစ်ပေးကြောင်စခန်းတွေကပြည်သူအများစုမှာယာရီဥဒုနဲ့ပိုးမွားတွေကြောင့်အရေးပြားရောဂါတွေဖြစ်နေပြီးစေဝါကုသဖို့လည်းလိုအပ်နေတယ်လို့ဆိုပါတယ်။ ဒီရန်ကြီးပြီးတော့မိုးဝဆက်တိုက်ရွာဆိုဒီရှိပြီမဲ့ရေကောင်းချိုးရတာမဟုတ်ပဲနဲ့အဲ့လိုအမြဲတမ်းဆူဆီဆူဆီဖြစ်နေတော့ရာတော့ကုတ်ကုတ်တော့အနာလေးဖြစ်ပြေးရမလိုက်နိုင်ဆိုတော့ရာနာတွေဖြစ်ကြအများတယ်ရှန်ကယားနယ်စပ်မှာစစ်ကောင်စီတပ်ကလေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီးပစ်ကူအစမတန်ယူပြီးမြေပြင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရာကြောင်းတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်အထိကိုက်ကြဆုံးနေလေမြင့်တက်နေပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းရှန်ကယားနယ်စပ်နဲ့ကယားကရနီပြည်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းတော်လိုင်းအင်အားစုတွေက959ရောင်စစ်ကောင်စီတပ်က3800ရောင်တိဆုံးခဲ့တယ်လို့တိုးတက်တော်ကရနီအင်အားစုက2025ဇွန်တရနေ့မှာထုတ်ပြန်ထားပါတယ်တိုက်ပွဲတွေကြောင်းတောင်းနဲ့ချီတဲ့ပြည်သူတွေမှာစစ်ဘေးတိမ်းရှောင်နေကြရပြီးအကူအညီတွေလည်းလိုအပ်နေပါတယ်ကျွန်တော်ခွန်စော်ဦးပါ